တော်ဝင်မိသားစုမင်းဒီလိုနေထိုင်ကြရတယ်ပြီးတင်တော်ဝင်မျိုးဆက်တဲ့ရောအရာအားလုံးလိုလီသိမရှိအနေထားမျိုးနဲ့ကြီးပြင်းလာခဲ့ရပြီမယ်သူတို့ကိုကစားခွင့်ပြုမထားတဲ့တားမြစ်ချက်တွေလည်းရှိနေပါတယ်တော်ဝင်ကလေးတွေကိုလိုက်နာရမယ့်စည်းကမ်းချက်တွေကအတော်လေးကိုတင်းကျပ်ပါတယ်ဒီနေ့ဗီဒီယိုလေးထဲမှာတော့ပြီးတင်တော်ဝင်ကလေးတွေကိုချမှတ်ထားတဲ့စည်းမျဉ်းချက်တွေနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိတည်တူကြည့်ရှုပေးပါဦး အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေကြိုဆိုပါရစေကျွန်တော်ရဲ့ page ကနေအခုလိုမျိုးကဘာတလွားကထူးခြားစံပြတဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုပုံမှန်တင်ဆက်ပေးနေတာဖြစ်လို့ခန်းစားလိလာကြည့်ရှုကျင်တဲ့ပရိသတ်များအနေနဲ့ကျွန်တော်ရဲ့ page ကို like and follow ပြုလုပ်ထားကြဖို့လိုမယ်ဆိုတဲ့အကြောင်းသတင်းစကားပားလိုက်ပါရစေကဲဒါဆိုရင်တော့ video လေးကိုပြန်ဆက်ကြည့်ရအောင်ပါဗီဒီယိုတော်ဝင်ကလေးတွေလိုက်နာရမယ့်စီကံချက်တွေတင်ပါ ပထမဆုံးချက်ကတော့ဘေးရမကြီးကတော်ဝင်မိသားစုတွေနဲ့တွေ့ဆုံတဲ့အခါမှာအထူးတလည်နှုတ်ဆက်စရာတော့မလိုအပ်ပေမယ့်တူညီတဲ့ယဉ်ကျေးမှုအပြုတ်မှုတွေကိုတော့လိုက်နာကြရပါတယ်။ပွေဖက်နှုတ်ဆက်တာနန်းရှုပ်တာကဆလို့တတ်မှတ်ထားတဲ့စီကဲချက်များတိုင်းကိုမူရကိုလိုက်နာဆောင်ရွက်ရပါတယ်။ဘေးရမကြီးရဲ့တမိတော်ကဆလို့ပြည့်ပြည့်တဲ့လက်ဝဲရမ်းမှုမျိုးလှုပ်တောင်လေ့ကျင့်ထားရပါတယ်။ဂုံတီးရှိဝင်ကြီးချုပ်တွေနဲ့နှုတ်ဆက်တဲ့အခါမှာလက်ဆွဲနှုတ်ဆက်တဲ့ပုံစံကိုလည်း သင်ယူလေ့ကျင့်ထားရပါတယ်။ဒုတိယချက်ကတော့တော်ဝင်မိသားစုတွေအားပွဲလဲတဲ့ပင်လေးရှိရင်တော့အပြင်ထွက်တက်လေးရှိပြီးလက်ဆောင်တွေလက်ခံရရှိတတ်ပါတယ်။မင်းသားလေးကြောက်ဆိုရင်အဝတ်အစားပန်းစီနဲ့ဝတ်ဝန်းရုံစသဖြင့်နဲ့လက်ဆောင်ကုရီပေါင်း984ခုဒီလက်ခံရရှိပို့ပါတယ်။လက်ဆောင်တွေလာပေးတဲ့အခါမှာကျင်နာစွာနဲ့လက်ခံရယူဖို့လိုအပ်ပါတယ်။ဒါပေမဲ့လုံခြုံရေးရလက်ဆောင်တွေကိုအိမ်ပြန်ယူသိမ်းဆည်းတာမျိုးတွေလုပ်လို့မရပါဘူး။တတိယချက်ကတော့တော်ဝင်မိသားစုတစ်ယောက်ဖြစ်လာရင်ဘာသာစကားပေါင်းစုံကိုလေ့လာကြရပါတယ်။ ဘေးရမာကြီးကိုရန်ကနိုင်ငံရဲ့ချားမလာတဲ့ကိုယ်စားလှယ်တွေကိုလက်ခံတွေ့ဆုံတဲ့အခါနဲ့တခြားနိုင်ငံတွေစီကိုဆက်ဆံရေးခီးထွက်တဲ့အခါမှာအတုံးဝင်ပြီးတော့အဆင်ပြေအောင်လို့ဘာသာစကားတွေကိုလေ့လာသင်ယူထားရပါတယ်။ဘေးရမာကြီးကခုဆိုရင်ပြင်သစ်ဘာသာစကားကိုကျွမ်းကျင်စွာနဲ့ပြောဆိုတတ်နေပြီးတော့မင်းသားဝီလျံကတော့ပြင်သစ်ဝဲလ်ရှ်ဘာသာစကားနဲ့ စွာဟီလီဘာသာစကားတွေကိုကျွမ်းကျင်စွာနဲ့ပြောဆိုနေပြီဖြစ်ပါတယ်။နံပါတ်၄ချက် ကတော့တော်ဝင်ကလေးများဟာအဝိစားတွေကိုဝစ်စင်ရမှာလေ။ကိုယ်စိတ်တန်းကြဝစ်စင်ခွင့်မရှိပါဘူး။အထူးသဖြင့်တော့ပေါပေါပပနဲ့လွန်ခဲ့တဲ့တရုတ်ပြောက်ဝစ်စားတွေကိုဝစ်စင်ခွင့်မရှိပါဘူး။တို့တမတ်ထားတဲ့တင်းကျက်တဲ့ဝစ်စားစင်ရင်မှုထုံးစံတိုင်းလိုက်နာကြရပါတယ်။နံပါတ်5ချက်ကတော့တော်ဝင်မိသားစုတွေဟာထမင်းစားစပွဲမှာလိုက်နာရမယ့်စီကံချက်တွေရှိပါတယ်။ဇပွဲမှာဘယ်လိုထိုင်စားရမလဲ။စနစ်တကျသင်ယူထားရပါတယ်။နောက်ပြီးတော့ပွဲလဲသမီးတက်ရောက်တဲ့ပုံတွေနဲ့အရေးကြီးပုံကိုယ်တွေနဲ့တွဲဆုံရမယ့်ပုံစံတွေကိုလည်းစနစ်တကျသင်ကြားရပါတယ်။ နံပါတ်6ချက်ကတော့မိဘတွေနဲ့အခမ်းအနားတက်ရောက်ကြရတာပါပဲတော်ဝင်မိသားစုကကလေးတွေရဲ့တာဝန်ကိုကြောင်းထပ်ဖို့သာအဓိကဆိုပေမယ့်မိဘတွေနဲ့အခမ်းအနားတက်ရောက်ဖို့ကိုလည်းတင် जा ထားရပါတယ်နံပါတ်9ချက်ကတော့တော်ဝင်မိသားစုကကလေးတွေဟာအယံငယ်သေးပေမယ့်နောက်တစ်ချိန်ကိုမျှော်ကိုပြီးတော့ချင်းတွေးကြရမယ့်ပုံစံကိုလည်းသင်ယူကြရလိမ့်ရှိပါတယ်တော်ဝင်မိသားစုတွေအားလုံးကလက်ထပ်ခြင်းမပြုမီမှာဘေးအမကြီးထံကနေခွင့်ပြုချက်တောင်းခံရမှာဖြစ်ပါတယ် ံပါတ်၈ချက်ကတော့တဝင်းမိသားစုကကလေးတွေအားလုံးအားကိုပိုင်ကျောင်းမှာပဲကျောင်းတက်ခွင့်ရှိပါတယ်။ဘေးမှာကြီးအဲလီစ်ပတ်နဲ့သူ့ရဲ့ညီမတော်မာဂရက်တို့ဆိုရင်အိမ်မှာပဲပညာသင်ကြားခဲ့ကြတာဖြစ်ပါတယ်။နံပါတ်၉ချက်ကတော့တဝင်းမိသားစုတွေအတွက်သတ်မှတ်ထားတဲ့ထီနန်ခွဲထွက်ချက်ဆိုတာသက်သက်ရှိပါတယ်။ဒါကြောင့်ဘသူကဘယ်ချိန်မှာဘယ်တာဝန်ထမ်းဆောင်ရမယ်ဆိုတဲ့သတ်မှတ်ချက်တွေရှိပြီးသားဖြစ်လို့တဝင်းကလေးတွေကဒီတိုင်းလက်နာကြရပါတယ်။နံပါတ်30ချက်ကတော့တော်ဝင်မိသားစုအများစုအားတော်ဝင်အိမ်တော်ထဲမှာသာနေထိုင်ကြရပါတယ်။သူတို့နေထိုင်ကြတဲ့ ဘက်ကင်ယန်နန်းတော်ဟာအခန်းမ985ခန်းတည်ရှိပါတယ်နံပါတ်၁၁ချက်ကတော့တောင်းဝင်ကလေးတွေဟာတတ်မှတ်ထားတဲ့အရွယ်ကိုရောက်ရင်တော့ဖះကြောင့်မှနှင်းချင်းခံယူကြရပါတယ်။မိဘတွေရဲ့ဘာသာရေးယူဆတွေတိုင်းလက်နာကြရပါတယ်။နံပါတ်၁၂ချက်ကတော့တောင်းဝင်မိသားစုတွေကခီးသွားတဲ့အခါမှာမိသားစုဝင်တွေမပါဘဲနဲ့တွားရောက်ရလိမ့်မရှိပါဘူး။ကိုပိုင်တီးတက်လေရင်နဲ့မိသားစုစုံစုံညီညီခီးထွက်လိမ့်ရှိကြပါတယ်။နံပါတ်၁၃ချက်ကတော့တောင်းဝင်မိသားစုတယောက်ဖြစ်လာပြီဆိုရင်တတ်မှတ်ထားတဲ့ကျမ်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေကိုသာစားသုံးကြရပါတယ်။ ဒီအတွက်တော်ဝင်နန်းတော်ကစနစ်တကျနဲ့ထုတ်လုပ်ချက်ပြုတ်ပေးပါတယ်။တော်ဝင်နန်းတော်ဒီမှာအစားအသောက်တွေပြင်ဆင်ချက်ပြုတ်ပေးဖို့အတွက်စပိုမှုအယောက်20တိရှိပါတယ်။နံပါတ်14ချက်ကတော့တော်ဝင်မိသားစုတွေအားလုံးအားဘေးရန်မကြီးကိုလေးစားတက်အောင်နဲ့ဘလို့ပြုမှုတွေနဲ့လေးစားအောင်ပြုမှုကြရမလဲသင်ယူထားကြရပါတယ်။ဥပမာမိဖုရားကြီးခန်းထဲဝင်လာပြီဆိုရင်မတ်တက်ထားရကြရတာမျိုးမိဖုရားကြီးလမ်းလျှောက်သွားရင်နောက်ကနေလိုက်ပါဝင်းရံပေးကြတာမျိုးတွေပြုလုပ်ရပါတယ်။ဗီဒီယိုကိုစောင့်ကြည့်ရှုပြီးလို့ကျေးဇူးတင်ပါတယ်။